ဏဂုံကိုးွယ်ထားတဲ့ပုဂ္ဂိုလ်ဟာတဏဂုံကိုစိတ်ကတ်ထားတဲ့ပုဂ္ဂိုလ်ဖရာတရားတန်ကယရဏသုံးပါးလို့ဆိုတဲ့တဏကိုကိုးွယ်စိတ်ကတ်တဲ့ဥပဒကဥပတိကမအမျိုးသားအမျိုးသမီးတဏဂုံကိုးွယ်တဲ့အကျိုးကျေးဇူးဟာအလွန်ကြီးမားတယ်လို့ပြောတယ် ။ဘာဖြစ်လို့တော့ဆိုလို့ရှိရင်ရသော်ဘုရားဟာတကယ်ကိုမှန်ကန်တဲ့တရားကို ဟောတယ်။တရားကလည်းပဲတကယ်ကဲတဲ့နိုင်တယ်။တန်ခါကလည်းပဲတကယ်အာယုပြုလို့ရှိရင်အကျိုးကျေးဇူးတွေဖြစ်ပေါ်စေနိုင်တယ်။ဒါကြောင့်မို့လို့ဖရတရားတန်ခါကိုကိုးကွယ်စိတ်ကလို့ရှိရင်တဲ့မြတ်စွာဘုရားရေကေစီဗုဒ္ဓံတရဏံကတာတိနတ်တိခမိတ်တန်တိအပါယပုမေအပေမကြဘူးလို့ကိုဟောထားတ တရဏဂုံတည့်ရဲ့နဲ့တရဏဂုံရှိကတ်တဲ့ပုဂ္ဂိုလ်ဟာအပေမကြဘူးဆို။တီယိုနိုင်ငံမှာဖြစ်ခဲ့တဲ့ဝထုလေးတစ်ခုကိုကြည့်။တီယိုနိုင်ငံမှာတကားတဦးကဘုရားဘာသာမဟုတ်ဘူး။သူကအသက်မွေးဝမ်းကြောင်းမပါလို့လေလို့ဆိုလို့ရှိရင်တက္ကသိုလ်ငန်းနဲ့အသက်မွေးတယ်ပေါ့။ ခုခေတ်တော့နားထောင်ကောင်းခေါ်တယ်ရေလုံသားလေနော်ရေလုံငန်းနဲ့အသက်မွေးတယ်ပေါ့အဲဒီတေကနီးချတဲ့အခါကျတော့ကိုလို့ရတဲ့ဟာကိုအာယုန်ထဲမှာလားထင်တာဒါသဘာဝကိုဘာတွေလုတ်ခဲ့တယ်ဆိုတာကိုအရေးမဲကြီးလို့တေကနီးချလာပြီးတော့စိတ်ထဲမှာလွှမ်းမိုးနေမှာပဲအဲသူလည်းတေကနီးချတော့ သူလှုပ်လာခဲ့တာငါရိဖန်သက်ရောင်းချဒီလိုလှုပ်လာတာဆိုတော့အဲ့ဒီအကုသိုလ်တွေကအရေးမဲကြီးလို့လာပြီးတော့လွှမ်းမိုးထားပြီတေလို့ရှင်ငရဲချမှာတေချာနေအဲ့ဒီချိန်မှာယဟနာကြီးတစ်ပါးကဆွမ်းခံရင်းနဲ့အဲ့တကကြီးတေအံမူးမူးဖြစ်နေတော့တနာလို့ဆိုပြီးတော့ကြွသွားကြွသွားပြီးတော့သူ့ကိုအားပေးစကားပြောပြီးတော့ ်အကုရဲ့မဲ့ဖြစ်နေတဲ့အချိန်လေးမှာဟင်းဘဝကူကောင်းအောင်ငါချပေးတာလေးလိုက်ဆုံးမလားဆိုပြီးတော့ဘုဒ္ဓံတရဏံကိစ္ဆာမိဓမ္မံတရဏံကိစ္ဆာမိတဏ္ဍရဏံကိစ္ဆာမိဆိုတာချပေးလိုက်ဆိုလိုက်တယ်တဏ္ဍံတရဏံကိစ္ဆာမိလည်းဆိုလိုက်ရောမေးကပြုတ်ကျသွားပြီရှာကလေးသွားတော့မဆိုနိုင်တော့ငါဘာသိလားအဲ့လိုဆိုရင်နဲ့စိတ်ထဲမှာအားကိုးသွားတယ်သူစိတ်ထဲမှာ ဒီဗုဒ္ဓံသရဏံကိစ္ဆာမိကိုအကုပ်ပြီးတော့တေသွားတော့ဘာဖြစ်တုံဆိုငရဲလွတ်ပြီးတော့သူကငရဲမရောက်တော့ပဲနဲ့ဘုံမဆုနဲ့သွားဖြစ်တယ်။နတ်ဆိုတာလူလိုမွေးနေရတာမဟုတ်ဘွားကနဲ့သွားဖြစ်တယ်။အဲညကြတော့အဲ့ဒီရဟန္တာကြီးစီလာတယ်တဲ့အရှင်ဘုရားတဲ့သူဘုံမဆုနဲ့ဖြစ်တဲ့အကြောင်းပြောတယ် ရှင်ဘုရားက၅ပါးသီလသာဆက်ချပေးလိုက်မယ်ဆိုရင်တပည့်တော်ဟာအထက်နတ်ပြည်တော်ရောက်မှာအခုတော့ရှင်ဘုရားကတန်ခံတရဏကိစ္ဆာမိတယ်ဆုံးသက်သွားတာဆိုတော့ယန္တာကြီးကပြောတယ်မင်းမမဆိုနိုင်တော့တာတဲ့ငါကတော့ချပေးပါတယ်မင်းမဆိုနိုင်တော့ဘူးအဲ့ဒါဒေဂန်ကြီးမှာကဲတင်လိုက်တဲ့ချက်ဒီလိုကိုကဲနိုင်တယ်လို့ဆိုတာကတရားဓမ္မဒီလိုကဲတင်နိုင်တယ်ဒါကြောင့်ဟိုတရဏလို့ခေါ်တာ အဲ့ဒီလိုကေတင်ခဲ့တဲ့ဝိထုဇာလန်းတွေဟာအများကြီးရှိတာပေါ့အေကောင်းပြီဖယားတရားတန်ခါယရဏသုံးပါးကိုကိုးကွယ်ရအဖြစ်ကိုးကွယ်တဲ့ပုံကိုယ်ကြီးအမျိုးသားတွေကြတော့ဥပတကာလို့ခေါ်တယ်ဥပတကာလို့ခေါ်တယ်အမျိုးသမီးတွေကြတော့ဥပတိကာလို့ခေါ်တယ်ဗမာပြည်ကထုံးစံအတိုင်းမဆိုတာလေးထက်ခေါ်တယ်ဥပတိကာမဒါယကဒါယိကမ္မ မလို့ခေါ်တာတိဘက်လူမျိုးတွေရဲ့ထုံတမ်းစင်လာပဲဗမာတွေကလည်းတိဘက်တို့ဗာမင်းအနယ်တွေဆိုတော့မထဲ့ခေါ်လို့ရှိတယ်နော်ဒါကဒါကမဟောမလေးပါနောက်ကဥပဒကဥပဒိကမအဲ့ဒါတိဘက်ဘာသာစကားမှလည်းအဲ့တိုင်ပဲနောက်ကမပါအလုံးကြောက်ဘူးရမော်လားဗမာလူမျိုးတွေရဲ့ ဘယ်ဘယ်လူမျိုးอ่ะဗမာလူမျိုးတွေဆင်းသက်လာတယ်ဆိုတာတိဘက်တို့ဗာမင်းကနေဆက်စည်းသက်လာတယ်ဆိုတာတမိုင်းကြောင်ဖတ်တဲ့လူတွေသိမှာပေါ့เนาะအေးအဲ့လိုဥပဒကဥပဒိကမဖြစ်လာလို့ရှိရင်ပြည့်စုံရမယ်လိုက်နာရမယ်ဟာဘာလဲလို့ဆို၅ပါးသိလား၅ပါးသိလားလုံရမယ်ဒါဗုဒ္ဓဘာသာဝင်နေနေ၅ပါးသိလားလုံရ၅ပါးသိလားလုံမှာ ပြည့်စုံတဲ့ဘုရားရဲ့ကိုယ်ွယ်မှုပြည့်ပြည့်စုံစုံဖြစ်နိုင်မယ်တဲ့